တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အလုံးမဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန်နကူပါကျမဒီနေ့ပြောပြမှာကတော့စီကြောက်တဲ့ရင်ဘလို့အစားတောက်တွေကိုရှောင်ရမလဲဘာတွေစားရမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ခန်းထားတဲ့စီကြောက်တဲ့ဆိုတာလူတော်တော်များများနဲ့ယဉ်နီးပြီးသားဖြစ်မယ်လို့တော့ထင်ပါတယ် စီးကြောက်တဲ့ရာဟာမြူယူလိုက်တာဥပမာ ခနာကိုရဲကယ်လ်ဆီယမ်ဓာတ်တွေလိုလိုများနေတာစီးပိုးခနာခနာဝင်တာစားတောက်မှုပုံစံမမှန်တာဥပမာ ရေတောက်နေတာကြောင်းဖြစ်စေတဲ့သတ္ထုဓာတ်တွေနဲ့ဆိုဒီယမ်စားအစားများတာစားရတွေကြောင့်ဖြစ်တတ်ပါတယ်ဒီနေ့တော့စီးကြောက်တဲ့ခြင်းအတွက်ဘလို့အစားတောက်မျိုးတွေရှောင်တဲ့နေဘလို့နေထိုင်ပြုမှုတဲ့နေဆိုတာလေးတွေကိုပြောပြပေးသွားမှာပါ စီးကြောက်တဲတဲ့သူတွေမှာခုနကပြောခဲ့သလိုခဏခဏစီးပိုးဝင်တာကြောင့်ဖြစ်ကြတာမို့စီးပိုးဝင်စေဖို့စီးအောင်ထားတဲ့အပြူမူတွေရှောင်တာရေတောက်နေတဲ့အပြူမူတွေရှောင်တာတကိုးရေတန်ရှင်းရေဂယူဆိုင်တာအိမ်သာသွားပြီးဆေးကြောတန့်စင်တဲ့အခါအရှိမအနောက်တို့သာဆေးကြောတာလိမ်မှုဆက်ဆံရမှာအကာအကွယ်ကွန်တုံးကိုအသုံးပြုတာစတဲ့အပြူမူလေးတွေကိုလည်းလိုက်နာပေးဖို့လိုပါတယ်စီးကြောက်တဲတဲ့အခါထိုးကနေစစ်ကနေဖြင်း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 ကနေ ူလိမ့်နေအောင်နာရာအထိလဲစိုးနိုင်ပါတယ်။ခါနောက်ကနေတဖြည်းဖြည်းအောက်ကိုအဆူးတစ်ခုဆင်းလာသလိုစီးလန်းကြောင့်တလျှောက်ခန့်စားရတတ်ပါတယ်။စီးကြောင့်မျိုးစားတွေကိုတခွဲကြည့်တဲ့အခါကယ်ဆီယမ်၊အောက်ဆဲလိတ်၊ဖော့စဖိတ်၊မဂနီဆီယမ်၊ယူရိတ်၊စစ်စတင်းစားတဲ့ဓာတ်တွေထဲကတမျိုးဒါမှမဟုတ် တမျိုးထပ်ပိုတဲ့ဓာတ်တွေနဲ့ပုံဆောင်ကဲတဲ့ကြောက်တွေကိုမြင်ရပါတယ်။အစားအစာအနေနဲ့ရှောင်ရမာတွေကိုဦးစားပေးပြောလိုပါတယ်။ ရှောင်းရမာကလွဲပြီးကျန်တာကစားလို့ရပါတယ်။ရှောင်းရမာတွေကတော့အောက်ဆဲလိတ်များတဲ့အစားအစာတွေဖြစ်တဲ့ cranberry, kianjin သီး grapefruit သီးတွေနဲ့အတူ ထိုအသီးဖျော်ရည်တွေကိုရှောင်းသင့်ပါတယ်။မြေကြီးထဲမှာတူရတဲ့ဟင်းသီးတွေဖြစ်တဲ့မုံလာဥ၊ဖြူ၊နီ၊ခရမ်း၊ကစွန်းဥ၊ပလောပီနန်တို့ကိုလွန်ကျွန်စားခြင်းကရှောင်းသင့်ပါတယ်။တင်းတင်းတလောက်သာစားသင့်ပါတယ်။ဟင်းရွက်တွေထဲမှာဟင်းနွယ်၊ဟင်းနွယ်စုပေါင်းနက်နက်မင်း ဘယ်နဲ့စီစဉ်တွေထဲမှာဆိုရင်ဘာဒန်စီအယ်မွန်ပဲပိဆက်စရရီမှာလဲအောက်ဇဲလိပ်ပါဝင်မှုများလို့လွန်ကျွန်စားခြင်းကို ရှောင်တင်ပါတယ်ဖော့စဖိတ်များတဲ့အစားအစာတွေဖြစ်တဲ့ကိုကာကိုလာဆိုရာအေးများနဲ့ဆိုရာအများကြီးပါတဲ့အစားအစာတွေဝက်ဥချောင်းစီတပူစရရီကိုလည်းရှောင်တင်ပါတယ်ယူရိတ်များတဲ့အစားအစာတွေဖြစ်တဲ့ကလီစာတွေအစိဆန်တွေဥနှစ်တွေငါးဥဆိုဥရေအတွက်ထောင်ချီစားမိတယ်လို့ဖြစ်လို့ယူရိတ်များပါတယ် ကျုံနှစ်မှာတော့တအားများလို့တစ်နှစ်တစ်လုံးထက်မကျော်ရင်စလို့ရပါတယ်။မှုကညို့တကားရီဂျမ်တွေဘီယာနဲ့ရာမကာတွေအားဖြည့်ချိုရီတွေစရာတွေကိုရှောင်သင့်ပါတယ်။ဗိုက်တာမင် C ကိုတစ်နှစ်1000မီလီဂရမ်ထက်ပိုပြီးစားသောက်မိရင်စီးကျောက်တည်နိုင်ခြေများပါတယ်။ပုံမှန်ဗိုက်တာမင် C အားစေးတစ်လုံးမှာဗိုက်တာမင် C 100မီလီဂရမ်ကနေ900မီလီဂရမ်အထိပါဝင်ပါတယ်။ဆရာဝန်ကအထွေထူးညွှန်ကြားရတာမရှိရင်တစ်နှစ်ကို900မီလီဂရမ်ထက်ပိုပြီးမတောက်ဖို့အကြံပေးလိုပါတယ်။ ဆိုဒီယမ်အများကြီးစားသုံးတာကိုရှောင်ရပါမယ်။တစ်နေ့ကို2300မီလီဂရမ်အိမ်သုံးစားလက်ဖက်ရည်စုံတစ်စွန်းခန့်ထက်ပိုမစားသင့်ပါဘူး။ဆိုဒီယမ်ပါဝင်မှုများတဲ့ငချောင်းငပိအသား6တို့လိုအချောက်ချမ်းတွေ၊ငါးတက်တာလိုမျိုးစီတုတ်ဘူးတွေ၊ဘဝူချောင်းတို့လိုတာရှိကံမို့လှုပ်ထားတဲ့အစာစာတွေ၊မုန်ထုပ်တွေ၊အေးခဲထားတဲ့စားသုံးကုန်တွေ၊ငမ်းမြရည်အချင်းရည်တို့လိုအစာစာတွေကိုလျှော့စားသင့်ပါတယ်။ရှောင်နိုင်ရင်တော့ပိုကောင်းပါတယ်။ စားသက်နဲ့စားစတွေအနည်းငယ်ကတော့လက်လက်ဆက်ဆက်အသားငါအသီးအရွက်တွေကိုစားပေးသင့်ပါတယ်ပိုတက်ဆီယမ်ဓာတ်များတဲ့အစားအစာတွေဖြစ်တဲ့ဟင်းသီးဟင်းရွက်တွေရာသီပေါ်တည်တီးဝလံတွေကိုလည်းပိုစားပေးဖို့လိုပါတယ်။တမယာရီမြများတောက်ပေးဖို့ပြောတာကြားဟုကြမှာပါ။အချင်ပါတဲ့အရေတွေကစီးရွှင်စေပြီးကြောက်တွေအနေမထိုင်မဲမြင်စင်းစေပါတယ်။ grapefruit နဲ့ cranberry တို့တော့မပါပါဘူးနော်။ တခုရှိတာကဒီလိုစီးရွှင်ဖို့ဆိုရင် တနည်းကိုတံမြာသီးလေးလုံးခန့်ဖြောတော့ရပါမယ်။တံမြာရည်အစာလိမ္မော်ရည်စံကစ်စီဖြောရည်ပင်မဲ့သီးတခွားမွေစတဲ့အသီးတွေကိုလည်းအရေညှစ်ပြီးတောက်နိုင်ပါတယ်။ပိုတက်ဆီယမ်စစ်ထရိတ်လိုအရေမျိုးကိုလည်းဆရာဝန်တွေညွှန်လေးရှိကြပါတယ်။ရည်ကိုမြင်းများတောက်ပေးရပါမယ်။ဒါမှစီးမြင်းများတော့မှာပါ။တနည်းကိုစီး1လီတာခွဲထွက်ရင်စီးမြင်းများတော့တာဖြစ်လို့ကြောက်တဲ့နိုင်ကြည်နေပါတယ်။ ကယ်စီယမ်ဟာလူကြီးဆိုရင်တစ်နေ့1200မီလီဂရမ်လိုအပ်ပါတယ်။ကြောက်ဖြစ်လို့ကယ်စီယမ်လျှော့စားရမယ်လို့အများစုအသိမှားကြပါတယ်။တကယ်ကကယ်စီယမ်ကအခြားသတ္တုတွေကိုတောတောတွဲတာမှုစွန့်ပြေးရပိုလွယ်ပြီးစီးကြောက်ဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့အတွက်ပုံမှန်အတိုင်းစားပေးတင်တာပါ။အလွန်ကျူးတော့မဖြစ်ရဘူးပေါ့နော်။ ကယ်လ်ဆီယမ်ကျွေးဝါးတဲ့စားစာတွေဖြစ်တဲ့နိုးနဲ့နိုးထွက်ပစ္စည်းတွေ၊ဒိန်ဂျင်၊နွားနို့၊ cheese ၊နိုကဲစားတာတွေနဲ့တီလာဗီယာ၊ငါးကြီးနဲ့ငါးတော်တော်များများကိုစားပြလို့ရပါတယ်။ဒါပေမဲ့ကိုကနိုးနဲ့ငါးကိုတိတ်စားလေးမရှိဘူးဆိုရင်တော့မနကင်းနေအောင်ကြည်ပြတာတို့ကယ်လ်ဆီယမ်ဖြည့်စွက်အာဆီစားတာတို့ကိုလုပ်နိုင်ပါတယ်။ B6 ပါရီတောက်ဆင်းပါတဲ့အာဆီများကလည်းတင့်တော်ပါတယ်။ငါးကြီးစီပါတဲ့အာဆီတွေကလည်းစီးကြောက်သမားတွေအတွက်တင့်တော်ပါတယ်။ ဒီလောက်ဆိုရင်စီကြောက်တဲခြင်းဝေဒနာရှိသူတွေအနေနဲ့ဘလို့အစားအသောက်မျိုးတွေကိုရှောင်တဲ့နဲ့ဘလို့နေထိုင်ပြုမှုတဲ့နဲ့ဆိုရာလေးတွေကိုတည်တည်ကြာကြာသိရှိပြီးဖြစ်တာမို့လိုင်းနာဆောင်ရွက်ကြပါစို့နော်တယ်လီကျမ်းမမှာလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရက်မရှိခမဲ့တိုင်းပင်ဆွေးနွေးနိုင်ပါတယ်ကျမကတော့ဒေါက်တာဆန်နကူပါမြမပြည်သူပြည်သားများအားလုံးဆရာနာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ယုံကိုပါကျမ်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရေးတော်ဘုံအောင်ရမည် ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျမ်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။